စစ်တပ်ကလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများစက်တိုက်လုပ်လာပြီးပြည်သူများသတိပြုနေထိုင်ကြရန် AA ကအရေးပေါ်သတိပေးကြောင်းတည်ရပါတယ်။အာရခတ်တော် AA ထိန်းချုပ်ရာဒေသတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေနေ့စဉ်ရက်ဆက်ပြုလုပ်နေတာကြောင့်ပြည်သူတွေသတိပြုနေထိုင်ကြဖို့အာရခတ်တော် AA ကမနေ့ကအရေးပေါ်သတိပေးချက်ထုတ်ပြန်တိုက်ပါတယ်။ရခိုင်ပြည်တွင် ရခိုင်ပြည်ဆက်၃နေရာမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်အုပ်စုက အထိခိုက်ကြဆုံများစွာနဲ့ရင်ဆိုင်နေရတာကြောင့်ရေချောင်းနဲ့လေချောင်းလက်နက်ကြီးတက်ခိုက်မှုတွေအများပြားလှုပ်ဆောင်လာတယ်လို့ဆိုပါတယ်အာရခတ်တတော် A ထိချုပ်ထားတဲ့ဘလက်ဝါမျိုးကလူနေရပ်ကွက်တွေကိုစစ်တပ်ကပေါင်900ဘုံးတွေကျဲချခဲ့တာကြောင့်နှစ်ဦးတေဆုံးပြီး16ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ရခိုင်ပြည်ခြေစိုက်သတင်းတွေကဖော်ပြထားပါတယ်စတေမာလာ29ရက်နေ့လယ်ပိုင်းမှာ ဘလက်ဝါဆေးရုံအနီးတစ်ဝိုက်ကိုစစ်တပ်ကပေါင်900ဘုံးနှလုံးကလပ်စတာဘုံးတစ်လုံးလို့ကျဲချခဲ့ပြီးအဲ့ဒီဘုံးတွေကြောင့်လူတွေထိခိုက်ဒေဆုံးခဲ့တယ်လို့နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အချမ်းပတ်ဆေးရုံစုရဲ့အထက်အဓမ္မစုဆောင်ခြင်းခံခဲ့ရတဲ့တပ်ဖွဲ့ဝင်များမှာတိုက်ခိုက်လို့စိတ်မရှိပဲရှေ့လားနောက်လားတွေကနေအခွင့်ရရင်ရတယ်လို့တက်ပြေးတာမိမိတို့ထံဘက်ပြောင်းတာအလံဖြူထောင်ဝင်ရောက်တာတို့မှာနေတိုင်းဖြစ်တတ်နေတယ်လို့သိရပါတယ်။ မြေပြင်တပ်ဖွဲ့တွေမှာအကြဆုံးများနေလို့အကြံဖက်စေအုပ်စုဟာယခုရက်ပိုင်းတွေမှာအေကဒေသအပြည့်ဝထိန်းထုတ်ထားပြီးတပ်ဖွဲ့ဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာတွေကစာတင်ကြောင်းဈေးဆေးရုံဈေးခါနဲ့ဖုံးတော်ကြီးကြောင်းအဆရှိတဲ့နေရာတွေကိုနေညအချိန်မီလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးတို့နဲ့ပြစ်ခတ်တိုက်ခိုက်နေမှုတွေပိုလောက်လာလို့ပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့တိုက်တွန်းထားပါတယ်စစ်တပ်ရဲ့အတူရောက်ရွေးကောက်ပွဲကိုစတင်ရေးလှုပ်ရှားမှုအဖြစ် ဗဟားမြို့မှရဲစခန်းကိုလက်ပစ်ဘုံးဖြင့်ပစ်ခတ်တိုက်ခိုက်ကြောင်းသိရပါဗျ။ရန်ကုန်တိုင်းဗဟားမြို့မှရဲစခန်းကိုလက်ပစ်ဘုံးပစ်သွင်းတိုက်ခိုက်ရာကင်းဆောင်နေသောရဲများထိခိုက်မှုရှိကြောင်း Operation Flame အဖွဲ့မှသတင်းနဲ့ပြန်ကြားတာဝန်ခံကပြောပါဗျ။စက်တင်ဘာလ29ရက်နေ့ည10:00နာရီခန့်တွင်ဗဟားမြို့နယ်ကမာအီဖျားလမ်းမပေါ်ရှိဗဟားမြို့မှရဲစခန်းကိုတော်လှန်ရေးဘော်များကလက်ပစ်ဘုံးနှလုံးပစ်သွင်းတိုက်ခတ်ခြင်းဖြစ်ကြောင်းသိရပါဗျ။ထိုတိုက်ခိုက်မှုအတွင်း ရဲစခန်းဝန်းရှိလုံခြုံရေးရဲကင်းအနီးကိုကြက်ရောက်ပောက်ခွဲခဲ့ကြောင်းဂိဝါတွင်ကင်းယူနေသောရဲများထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်ထို့သောတိုက်ခိုက်ခြင်းသည်အချမ်းပတ်စစ်တပ်၏အတုရောက်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်လှုပ်ရှားနေပြီးပြည်သူများအားနှီးမျိုးစုံဖြင့်မတရားဖန်ဆီးနှိပ်စက်နေသောဗဟန်ရဲတပ်ဖွဲ့ဝင်များကို fire power အထူးစစ်စင်ရေးစစ်ရေးပစ်မှတ်ဖြင့်လုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်လက်ပစ်ပုံးနှလုံးအသုံးပြုပြစ်ခတ်တိုက်ခိုက်ထားတာပါ စခန်းဝင်နဲ့လုံခြုံရေးရဲကင်းသားအယောက်ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်စခန်းနဲ့ gate walk ရဲကင်းမှာတော့ပုံမှန်ရဲခွေးနှကောင်ကင်းယူတယ်ဘေးနားကအမြင့်ကင်းမှာတော့တကောင်ရှိပါတယ်ညကရန်ကုန်နဲ့အစစ်ဆေးတွေတင်းကျပ်နေတဲ့ထဲကလှုပ်ရှားဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်မစ်ရှင်ရပြီးခွေးစခန်းနဲ့ကလူနာတင်ကဝင်သွားတာရှိတယ်ရဲခွေးဘယ်နှကောင်ထိလဲဆိုတာမျိုးတော့မသိရသေးဘူးစုံစမ်းနေသေးပါပဲဟု Operation Flame အဖွဲ့မှဒရင်းနဲ့ပြန်ကြိုင်တာဝန်ခံကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကို Operation Flame ဖွဲ့နဲ့အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ချင်းမြနိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့လာတာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရပါတယ်။အချမ်းဘက်စစ်ကောင်စီပြုလုပ်ဖော်ဆောင်မိအထူးရောက်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနဲ့အတူလက်တွဲပြီးအချမ်းဘက်စစ်တပ်ကိုအရှင်မြင့်တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ကြောင်း ဗီဒီယိုတွေအနေဖြင့်လည်းအတူရောက်ရွေးကောက်ပွဲကိုဆန့်ကျင်ကြရန် Operation Flame ဖွဲ့မှသတင်းနဲ့ပြန်ကြားတာဝန်ခံကဆက်လက်ပြောဆိုပါရယ်ဗီဒီယိုကိုတပ်ဖြတ်နေသည့်မရောက်နိုင်ကတိုင်းပြည်ပကတိအခြေအနေမှာအမြင်မကျေမှုနဲ့ပြည်အရေးအားနည်းချက်ကြောင့်ဟုဆိုပါရယ်မြန်မာနိုင်ငံတဝန်းပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုများအပါအဝင်ပုံစံမျိုးစုံဖြင့်တပ်ဖြတ်နေသောအကြမ်းဖက်မရောက်နိုင်ကတိုင်းပြည်ပကတိအခြေအနေမှာအမြင်မကျေမှုနဲ့ပြည်အရေးအားနည်းချက်ကြောင့်ဖြစ်သည်ဟုအပြစ်တင်ပြောဆိုကြောင်းသိရပါရယ် ရုရှားနိုင်ငံမှမြန်မာနိုင်ငံတို့အပြန်လေးရင်ပေါ်တွင်စစ်တပ်လက်အောက်ခံဝါရဖြန့်သတင်းမီဒီယာများသို့၎င်းကအထက်ပါတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်မြန်မာနိုင်ငံတွင်နိုင်ငံရေးသဘောထားကွဲလွဲမှုများကိုအမြင့်ကျက်ကျက်ဖြင့်လုံရလိုအပ်ကြောင်းနိုင်ငံရေးဘာသာရေးနှင့်တိုင်းရင်းသားရေးအရတချို့ပြောဆိုနေမှုများမှာအားနည်းချက်များရှိနေကြောင်းအမြင့်ကျက်ကျက်ပြောဆိုလုပ်ကိုင်လည်းပိုကောင်းနိုင်ကြောင်းလက်ရှိတိုင်းပြည်ချင်းနေကြုံရခြင်းမှာပြည်ရဲ့အားနည်းချက်ကြောင့်ဖြစ်ကြောင်းမေအောင်နိုင်က ပြောဆိုပါရယ်နိုင်ငံရေးအရာ သဘောထားကွဲလွဲမှုတွေလည်းပြည်တော်စုရဲ့အကျိုးကိုကြီးမားပြီးတော့အမြင့်တင်စင်နဲ့လုပ်ဖို့လိုတယ်။တချို့ပြောဆိုနေကြတာတွေကအားနေချက်ကရှိတယ်လို့ကျွန်တော်မြင်တယ်။အဓိကတော့သူတို့နိုင်ငံရေးအရာဘာသာရေးအရာဒိုင်းသားရေးအရာတချို့ပြောဆိုနေတာလေးတွေပေါ့။ပြောဆိုတာလေးတွေကဒီချက်ပုံပြီးအမြင့်တင်စင်နဲ့ပြောဆိုလုပ်ကြိုင်မယ်ဆိုပိုကောင်းမယ်လို့ကျွန်တော်တို့မြင်ပါတယ်။ပဂရီတိုင်းမြေမှာဖြစ်ပျက်နေတဲ့အခြေအနေက ပြည်ရဲ့အားနေတဲ့အခြေအနေမှာရှိတယ်လို့မြင်တယ်ဟုမြောက်နိုင်ကပြောပါတယ်။ အကြမ်းဖက်မရောက်နိုင်ကစစ်တပ်ကပြုလုပ်မိရွေးကောက်ပွဲသို့ပူးပေါင်းဆောင်ရွက်ကြရတဲ့ဘာလီဆောင်ဒီမိုကရေစီမှန်တကယ်လိုချင်ပါကစန့်ကျင်မှုကဏ္ဍကောဆလုံမနေပဲပူးပေါင်းဆောင်ရွက်ရလိမ့်မည်ဟုမကြာခဏဆိုသလိုစစ်တပ်လက်အောက်ခံဝါဒဖြင့်မီဒီယာများမှတဆင့်ထုတ်ဖော်ပြောဆိုထားပါတယ်။ရွှေတောင်တွင်စစ်တပ်လက်ပါစီရက်ရွာအာရာပိုင်းများစစ်မှုထမ်းအကြောင်းပြကအပူစာစားပြီးစီးပွားဖြစ်နေကြောင်းတီးရပါတယ်။ဘကိုတိုင်းပြည်ခိုင်ရွှေတောင်မြို့နယ်မှာစစ်အုပ်စုလက်ပါစီအုပ်ချုပ်ရေးမှုနဲ့ရာယီမှုတွေက လူငယ်တွေကိုနီလာမြုပ်စုံနဲ့စစ်မှုထမ်းစုဆောင်ကအပူဆော်ရင်းနဲ့စီးပွားရေးအဆင်ပြေနေကြကြောင်းရွှေတော်မြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ရွှေတော်မြို့နယ်အပြင်စစ်အုပ်စုလက်ပါစီအုပ်ချုပ်ရေးမှူးနဲ့ရိုင်းမှုဆိုသူတွေဟာအကြမ်းဖက်စစ်တပ်အတွက်စစ်မှုထမ်းအင်အားဖြည့်တင်းပေးရမှာတမယိုးကြမဲနိုင်ခိုင်းတာပြင်စစ်တပ်နဲ့ပေါင်းပြီးစစ်မှုထမ်းလူစားတို့ဈေးကွက်ဖန်တီးကလက်ဆင့်တဲကောက်ခန္ဓာမျိုးတွေနဲ့စီးပွားဖြစ်နေကြတယ်လို့တီးရပါတယ်။လက်ရှိမှာရွှေတော်မြို့နယ်အပြင်ကကြေးရွာအုပ်စုတွေကိုတလတအုပ်စုနှုန်း စစ်မှုထမ်းမဲနိုင်ခိုင်းတာပြီးလူ၃ယောက်တောင်းခံထားသလိုမဲနိုင်ရမှာလဲကာယကရှင်ထက်အာနာပိုင်စူသူတွေကပဲနှိုက်ပေးတာဖြစ်တယ်လို့ရွှေတောင်ပကဖကပြောပါတယ်မဲနိုင်တဲ့ဆိုပေမဲ့လည်းအုတ်ကြီးနဲ့ရိုင်မှုတွေကသူတို့ဘာသာထက်တင်တဲ့သူကိုမဲပေါက်တယ်ဆိုပြီးခေါ်တာပါဘီဒူရနှိုက်ရတာမဟုတ်ပါဘူးအဲ့လိုနီးနဲ့တလက်ကို၃ယောက်ခေါ်တာပေါ့လို့ရွှေတောင်မြို့နယ်ဘီဒူကာဝေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်ဒါအပြင် ရက်ရွာတွေနဲ့အကြမ်းဖက်စစ်တပ်ကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတာမျိုးမရှိရအောင်ဂျေးရွာတွေဟာလောက်စင်ဂျေးနှစ်တောင်းပေးဆောင်နေရတယ်လို့ရိုင်မှုအိမ်ရောက်တောရောက်ပေးဆောင်ရတာတွေလည်းရှိတယ်လို့သိရပါတယ်။ကိုယ့်ရောက်ကိုလာမဆွဲဖို့လောက်စင်ဂျေးထည့်ရတဲ့သဘောပါ။ဒါတောင်အိမ်လိုက်မကောက်ဘူး။ရိုင်မှုအိမ်သွားပေးရတဲ့ယူအောက်စုတွေရှိတယ်။ NLD လက်ထက်ကလည်းရိုင်မှုဖြစ်နေတဲ့သူတွေပါ။လောက်စင်ဂျေးပေးထားပြီးတော့အလှက်ကျမဲနိုင်ရလို့မဲပေါရင်လည်းစစ်မှုထမ်းလိုက်ရတယ်။ မလိုက်နိုင်ရင်သိန်း80လောက်အထိတောင်းပါတယ်လို့ရွှေတော်မြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။စေယောစုလက်ပါစေတွေဟာစစ်မှုထမ်းကိစ္စအကြောင်းပြပြီးအရသားတွေစီကနီလာမျိုးစုံနဲ့ငွေကြေးရယူရင်တိုက်ဆောက်ကားဝယ်အထိဖြစ်လာပေမဲ့အရသားတွေကတော့မြို့ထဲကနေမြို့ပြင်ထွက်ခွန်တောင်မရဘဲရှိနေတယ်လို့သိရပါတယ်။စေယောစုလက်ပါစေတွေကြောင့်ရွှေတော်မြုံနယ်တွင်ကအသက်18နှစ်မှ20ကျော်ရွယ်လူငယ်တွေစစ်မှုထမ်းပြစ်မှတ်အများဆုံးဖြစ်နေကြပြီးရှောင်ပြေးမရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရကြောင်းရွှေတော်ပကပကထုတ်ပြန်ပါတယ်။ ရွေလာမြို့နယ်ဟာကြေးရွာအုပ်စုပေါင်း50စုရွာပေါင်း200ကျော်ရှိပြီးပြည်မြို့အခြေဆိုင်စစ်တပ်တရင်တွေကြားမှာရှိနေတာဖြစ်ပါတယ်။ရွေလာမြို့ကစစ်တပ်တွေရဲ့ကြားထဲမှာရှိကြပါကျွန်တော်အလုပ်လုပ်ဖို့ခက်ခဲနေတာပါဒါပေမဲ့မကြပါဘူးမြို့မှာပြန်ပြီးအလုပ်လုပ်နိုင်ဖို့စီစဉ်နေပါတယ်။စေုပ်စုလက်ပါစီတွေကလည်းကျွန်တော်မလာသေးလို့စိုးကျင်တိုင်းစိုးနေတာပါလို့ရွေလာမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ ရွှေတော်မြို့နယ်တွင်အခုလိုစေအုပ်စုလက်ပါစေရက်ရွာအာရာပိုင်းတွင်နဲ့စစ်တပ်တို့ပေါင်းပြီးစစ်မှုထမ်းအကြောင်းပြလူငယ်တွေကိုရောင်းကုန်အဖြစ်သဘောထားနေမှုကြောင့်ထွက်ပြေးခိုးလုံလာသူတွေကိုရွှေတော်ပကဖကလက်ခံထားတယ်လို့သိရပါတယ်။ကြောက်ဖြူကိုထိတ်ကြုံနိုင်ပြီးဟုစစ်ကော်မရှင်ကဝါဒဖြန့်နေတော်လဲ။ဒညဝတီရည်ရထာဏချုပ်မှတေဆုံအရာရှိကြီးများကိုတိတ်တဆိတ်ကြုံနေရကြောင်းသိရပါတယ်။ရခိုင်ပြည်နယ်ကြောက်ပြူမြို့နယ်တွင်စစ်ကော်မရှင်နှင့်အာရခတ်တော်အေတို့ဖြစ်ပွားနေသည့်တိုက်ပွဲတွင် အေအေကစစ်ရှုံးနေသည်ဟုစစ်ကောင်မရှင်ကဝါရဖြန့်ရေးသားမှုများရှိလာကြောင်းတွေ့ရပါတယ်။ရက်အနေငယ်တိုက်ပွဲရပ်တန့်ပြီးနောက်ပြီးခဲ့သည့်စက်တင်ဘာလ22ရက်နေ့ကအေအေထိန်းချုပ်ထားသည့်နယ်မြေများကိုစစ်ကောင်မရှင်ကစစ်ကြောင်းထိုးလာသည့်အတွက်တိုက်ပွဲအပြင်းထန်ပြန်လည်ဖြစ်ပွားလာကြောင်းသိရပါတယ်။ထို့သောဖြစ်ပွားသည့်တိုက်ပွဲများတွင်အေအေကကြောက်ကြစနစ်တံပြန်ထိုးစစ်များကိုအသုံးပြုခဲ့သည့်အတွက်စစ်ကောင်စီဘက်ကအထင်အရှားပြီးတိုက်ပွဲနယ်မြေတွင်ပိတ်မှုနေမှုများလည်းရှိကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်ရှင်ဘက်ကယာထူးကြီးပန်းဖြစ်သည့်ဗိုလ်ကြီးနှင့်အများစုတေဆုံပြီးကြောက်ဖြူတရဲများတွင်ထားရှိသည့်ဆေးရုံများ၌ကုသ၍မရနိုင်တော့သည့်အတွက်စစ်တွေနှင့်ရခိုင်ကိုပါဒဏ်ရာရအရာရှိများကိုပို့ဆောင်နေရကြောင်းသိရပါသည်။ပြီးခဲ့သည့်စက်တင်ဘာလ22ရက်နေ့ကဒရယဝတီရဲဌာနချုပ်အတွင်းမှယာထူးကြီးစစ်ကောင်ရှင်ယာရှိတူအေလက်ချက်ကြောင့်တေဆုံသွားသဖြင့်တိတ်တဆိတ်ကြိုခဲရကြောင်းသိရပါသည်။ထို့သောစစ်ကောင်ရှင်တပ်ကအထိနာနေတော်လဲကြောက်ဖြူမြို့ပေါ်တွင်စစ်ကောင်ရှင်နှင့်လိစက်သူများကိုအေကဆစ်ရှုံးနေပြီဖြစ်၍ မြန်မာစစ်တပ်ကထိုးစစ်ပိုင်းအပါရနေပြီဖြစ်ကြောင်းဝါရဖြန့်နေသည်ဟုဒေသခံများထံမှသိရပါတယ်စစ်တပ်ထောက်ခံ Telegram Channel များတွင်လည်းစစ်တပ်၏ထိုးစစ်ကို A ကတောက်မခံနိုင်တော့ဘဲတပ်ပြည့်၍စုပြေးနေရပြီဖြစ်ကြောင်းဝါရဖြန့်ချီလက်ရှိပါတယ်စစ်ကောင်ရှင်က22ရက်နေ့နောက်ပိုင်းမှာစတင်က AA သိမ့်ပိုက်ထားသည့်မင်းတပ်တောင်နဲ့စစ်မှုလက်မှုတင်နန်းကြောင်းဘက်ကိုထိုးစစ်ဆင်လှုပ်ရှားနေကြောင်းသိရပါတယ်ထို့အပြင်ကြောက်ဖြူမြုံနယ်အနှံ့အင်အားထောင်ချီတုံးကစစ်ကြောင်း၄ကြောင်းခွဲ၍စစ်ကြောင်းထိုးတက်နေပြီး အေဖက်ကလည်းစနိုက်ပါနဲ့ဒရုန်းကိုအသုံးပြုကာစစ်ကောင်ရှင်ကိုအထိနာအောင်တိုက်ခိုက်နေကြောင်းသိရပါဗျ။